င်္ဂလာပါရှင်ဧပြီလ30ရက်ဗုဒ္ဓဟူးနေ့ရွှေရံကုန်းရဲ့ထူးခြားပြင်သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဥစားတင်ဆက်မဲ့သတင်းကတော့ချမ်းမြာသာစီမျိုးနယ်ရှိရွှေစာမဏီရွှေဆိုင်ဓမြတိုက်ခံရတဲ့သတင်းဧပြီ28ရက်မိုးလဲ2:50မိနစ်ကျော်ကချမ်းမြသာစီမျိုးနဲ့အောင်ပင်လေရက်ွယ်103လမ်းနဲ့104လမ်းကြားရှိရွှေစာမဏီရွှေဆိုင်သူ အမည်မသိအမျိုးသား၅ဦးရောက်ရှိလာကတနပြချိန်ချောက်၍ရွှေတဲ့ပစ္စည်းများနဲ့ဖုန်းတလုံးတို့ကိုလူရဲယူဆောင်သွားကြကြောင်းသိရပါသည်။ဖြစ်စဉ်မှာပြစ်မှုကျူးလွန်သူများအားဖမ်းဆီးရမည်၏အတွက်လုံခြုံရေးအဖွဲ့ဝင်များက CCTV မှတ်တမ်းများအားကြည့်ရှု၍ပိတ်ဆို့ရှာဖွေမှုများပြုလုပ်လျက်ရှိကြောင်းလည်းသိရှိရပါသည်ရှင်။ဆလတ်တင်ဆက်မဲ့တဲ့တင်ကတော့ရန်ကုန်မန္တလေးရထားလမ်းကိုအကြံဖတ်တောင်းညံသူတို့မိုက်ခွဲဖြစ်စီပြန်နေတဲ့တင် ရန်ကုန်မန္တလေးရထားလမ်းပိုင်းပဲခူးတိုင်းဒေသကြီးကျောက်တကားမြို့နယ်ကျောက်တကားဘူတာနယ်တထေကုန်းဘူတာအကြားရှိအစုံရထားလမ်းမိုင်တန်အမှတ်တရားခုံမြင်းဆောင်၄၅နေရာကိုအကြမ်းဖက်တောင်ညံသူအဖွဲ့မှဧပြီလ၂၈ရက်နေ့က၁၈၅ကြိမ်မြောက်အဖြစ်မိုင်းခွဲဖျက်ဆီးကြကြောင်းသိရပါဗျာ။ အခုလိုမိုက်ခွဲဖြစ်စေမှုကြောင့်အစုံလန်ရဲ့အရှိတ်ဘတ်တန်လန်းနှစ်ပေခန့်ပြတ်ထွက်ခြင်းအနောက်ဘတ်တန်လန်း15ပေခန့်ကွေကောက်ပြီးလန်ခင်းကြောင်းနဲ့ကွန်ကရစ်ဆလီဗာဒုံအချို့ပြည့်စည်ခြင်းတို့အပြင်အခင်းဖြစ်ပွားရာနေရာအနီးမပေါက်ွဲသေးတဲ့လက်လုံမိုင်းတလုံးကိုလည်းထပ်မံတွေ့ရှိရတယ်လို့ဆိုပါတယ် အစောပိုင်းပြည့်စည်သွားသောရထားလမ်းကိုမြမမီရထားဝန်ထမ်းများကအချိန်နဲ့တပင်းကြီးပြင်းချင်းများဆောင်ရွက်ခဲ့ရာမော်လဲ2:38မိနစ်တွင်လမ်းပိုင်းကိုပြန်လည်ဖွင့်လှစ်ပြီးရထားများပုံမှန်အတိုင်းပြည့်စွဲခဲ့ကြောင်းသိရပါရရှင်နောက်ထပ်တင်ဆက်မယ့်သတင်းကတော့တက္ကသိုလ်ဝန်ထမ်းစာမှုပွဲပြန်လည်ဖြည့်ဆို့ရမယ့်သူများနဲ့ဆရာဆရာမများကိုထောက်ပံ့ဝေးများပေးရတဲ့သတင်း မန္တလေးငလင်ကြီးတန်းကြောင့်မန္တလေးတက္ကသိုလ်မှအဖြေလွှာများအားစာချက်လုပ်ငန်းဆောင်ရွက်စဉ်မိလာမှုဖြစ်ပွားခဲ့လို့စကိုင်းတိုင်းရှိမြို့နယ်73မြို့နယ်မှစာချက်ဌာန25ခုတွင်ဘာသာဆုံးဖြည့်ဆို့သူကျောင်းသားကျောင်းသူ8202ဦးရဲ့တက္ကသိုလ်ဝင်နှင့်အဖြေလွှာများမိလောင်ဆုံးရှုံးခဲ့ရပါသည် အခုလုံးပြစီဆုံးရှုံးခဲ့ရကြောင်းတက္ကသိုလ်ဝင်ဆာမဝေအားပြန်လည်ဖြည့်ဆူရမယ့်ចောင်းသားចောင်းသူများဆရာဆရာမများចောင်းသားမိဘများအားစကိုင်းတိုင်းဝင်းကြီးချုပ်ဦးမြတ်ချုပ်မှာဧပြီ28ရက်နေ့နက်ပိုင်းကမုံရမြို့မှာတွေ့ဆုံခဲ့ပါတယ်။အဲ့ဒီလိုတွေ့ဆုံစဉ်ចောင်းသားចောင်းသူများအားစကန်သွင်းတင် जा နေခြင်းကာလအတွင်းဆရာဆရာမများနဲ့ចောင်းသားចောင်းသူများအတွက်ငွေကျပ်သိန်းတစ်ထောင် ကျောင်းသားကျောင်းသူ454ဦးအတွက်ကျောင်းသုံးပုံနှင့်စာအုပ်များဗလာစာအုပ်များနှင့်စာရေးကိရိယာများကိုထောက်ပံ့ပေးရကြောင်းသိရှိရပါတယ်ရှင်။နောက်ထပ်တင်ဆက်မယ့်သတင်းကတော့ Sky Villa ကိုတို့ရှိအပြည့်အစင်းများအောက်မှရုံအလောင်းတွေ့ရှိမှု109ဦးရှိလာတဲ့သတင်း။မက်လာ၂၈ရက်ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလျင်ကြောင့်ပြိုကျခဲ့တဲ့မန္တလေးမြို့ရှိ Sky Villa ကွန်တိုအပြည့်အစင်းများအောက်မှရှာတွေ့တဲ့ရုပ်လောင်းတရာကျော်ရှိလာပြီဖြစ်တယ်လို့သိရပါဗျ။ ဧပြီလ29ရက်အထိရှာဖွေတွေ့ရှိတဲ့ရုပ်အလောင်း109လောင်းအထိရှိလာကြောင်းမန္တလေးမြို့တော်စီပင်သားရေးကော်မတီကထုတ်ပြန်ထားပါတယ်။ ထုတ်ပြန်ချက်တွင်၎င်းကွန်ဒိုမှလူ52ဦးကိုအသက်ရှင်လျက်ကထုံနိုင်ခဲ့ကနောက်ထပ်လည်းတေဆုံသူများရဲ့ရှုပ်အလောင်းများကိုရှာဖွေနေကြောင်းလည်းဆိုပါရယ်အဆိုပါ Sky Villa ကွန်ဒိုဟာ17ထပ်အမြင့်ရှိတဲ့အထက်မြင့်အဆောက်အဦဖြစ်ပြီးမတ်လ20ရက်ကလှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင်းကွန်ဒိုတစ်ခုလုံးနှိပါပြိုကျပျက်စီးသွားပြီးပြုံမကြဘဲကြန့်ရှိနေတဲ့အဆောက်မှလည်းလူနေထိုင်ရန်လုံးဝမဖြစ်နိုင်တော့တဲ့အနေရရှိ area အဖြစ်သတ်မှတ်ခြင်းခံထားရကြောင်းသိရပါရယ်ရှင် နောက်ထပ်တင်ဆက်မယ့်သတင်းကတော့မန္တလေးတွင်အငင်းစားပေါမောက်ခအမျိုးသမီးတဦးလူရဲတပြက်ခံရတဲ့သတင်းမန္တလေးမြို့မဟာအောင်မြင်မြို့နယ်နေသူအငြိမ်းစားပေါမောခတတဗေဒဌာနဒေါက်တာထွတ်ထွတ်စုသူအားအတိမိတ်ဆွေအိမ်ချမ်းကြီးပွဲစားတအူကအိမ်လိုက်ကြည်ရန်ခေါ်သွားပြီးနောက်လူရဲတပ်ဖြတ်ခဲ့ကြောင်းသိရပါဗျာ။ အသက်66နှစ်အရွယ်အငိမ့်စားပါမွန်ကဒေါက်တာထွတ်ထွေဟာတကူရီးနေထိုင်သူဖြစ်ပြီးအင်ချမ်းမြေအယောင်းဝင်လောက်ကိုင်းသူဖြစ်ကာဧပြီ25ရက်ကပသိမ်ကြီးမြို့နယ်အတွင်းသို့လိုက်သွားစဉ်တပ်ဖြတ်ခံခဲ့ရခြင်းဖြစ်တယ်လို့သိရပါတယ်။အသည့်အင်ချမ်းမြေပွဲစားကလှုပ်သွားတာပသိမ်ကြီးဘက်ကိုအင်ပြာရင်မြားခေါ်သွားတာပိုင်ဆိုင်သမျှတွေကိုရိုက်နှက်တက်ယူသွားတာလို့တေဆုံးသူမိသားစုဝင်တအူးကလူမှုကွန်ရက်မှာရေးသားထားကြောင်းသိရှိရပါတယ်ရှင်။ ကျမတို့ရွှေကုန်းမီဒီယာကနေပြည်ရင်းမှာဖြစ်ပွားနေတဲ့သတင်းဖြစ်စဉ်များအပါအဝင်နိုင်ငံတော်ရှိထူးခြားဖြစ်စဉ်များကိုအချိန်နဲ့တပြေးညီသိရှိနိုင်ရန်ထုတ်လင်းတင်ဆက်ပေးလျက်ရှိပါတယ်။တရှိပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ရှင်။